အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့တာရင်ဆရာမမကျေးဥရေးသားထားတဲ့မြစ်တာဘိုးရည်နဲ့အချာဝိတုတို့များစာအုပ်ထဲမှာတွင်ညတန်ရောစဉ်ဆိုတဲ့ဝိတုတို့လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ဒီမှာကတော့စာဖတ်သူမြန်လင်းကုန်ဖြစ်ပါတယ်ရှင်။တွင်ညတန်ရောစဉ်အသက်56နှစ်ဆိုသောအရွယ်သည်ဘဝတစ်ခုအတွဲခြေလန်းတွက်နေရမည့်အချိန်ဖြစ်တော်လဲ။ဒီမှာရခင်မောသည်တုံနေသောခြေလန်းများနဲ့ တရွတ်ဆွဲကဘဝကိုအယုံပေး၍တွင်ငေးနေတတ်သည့်စိတ်ကြယောဂတဲ့တယောက်ဖြစ်ခဲ့ပါရဲ့လွန်ခဲ့သောကာလကဌာနတစ်ခုတွင်နှင်းများစွာအမှုထမ်းပြီးအသက်60ဆွန်းစအချိန်တွင်ရုံးတွင်မှပြင်ပဝယ်ယူရေးဘက်သို့ပြောင်းလဲတာဝန်ထမ်းဆောင်သည်မှစ၍လူမျိုးစုံလာသည့်ပေါင်တင်ဆက်ဆံရေးကို အကြောင်းပြုပြီးအရက်ကိုခုံမင်စွာတောက်စားလျက်လုပ်ငန်းများကိုလက်ထဝန်ထမ်းငယ်များနှင့်လွှတ်အပ်၍ မိမိတောင်အောင်များကိုလစ်လျောရှုပျော်ပါရင်မိုးနေတဲ့ဤအဆုံးသက်သည် အလွဲသုံးစားမှုဆိုသောနံမြပြက်နှင့်အရေးယူအပြစ်ဒဏ်ခံရသည့်ကာလာများကုံဆုံးခဲ့သော လောကဓမ္မတာဖြစ်ပျက်ကိုတင်းချင်းနှလုံးသွင်းမှုမပြိုပဲသူ့ဤနောင်တာတို့သည်ကြောက်မက်ဖွယ်ရာ သိကြဝေဒနာတဲ့အဖြစ်အမြင့်တီရှင်သင်လာခဲ့ပါတယ်အာကုတ္တကံတရားသည်အဖို့အပေါင်းများစွာကိုလက်ဆွဲခေါ်လျက် သူ့တက်တဲ့သူရောက်ရှိလာပါတော့တယ်။ရာသီဥတုအိလာသည်ဒီဇင်မာလာဤညနေခင်းအချိန်ညသာထမင်းစားနေစဉ်နေခွေတိတ်ဆိတ်နေသည်သူ့အားကျမတရေထားကြည့်မိသောအခါတားအဖေကျမဘကုံညနာတက်တဲ့လှည့်စမ်းမှာနှကန်းတစ်ဖက်ရွက်နေသလားလို့ဟုတ်လားတေကြလားဆိုတော့သူ့ထံမှာမပီမသာအတန်နဲ့အတူဗဇက်တွဲမှာထွက်ကြလာတော့ထမင်းနဲ့တရေများ ကျမကြီးစွာသောတောင်းလှုပ်ခြောက်ခြားစိတ်နှင့်အတူစေယုံကြီးအရေးပေါ်ဌာနသို့ရောက်ရှိသွားခြင်းတွင် သူ၏သွေးပေါင်ခြင်းသည်အပေါ်သွေး240ဖြစ်၍အောက်သွေး130ဖြစ်နေခဲ့ပါသည်တဖက်ရွက်နေသောနှခမ်းဆုံးမှာတရည်များရိုစီးထွက်ကြပြီးငေးကြောင်နေသောမျက်လုံးများနှင့် ကျမလက်ကိုတအားစုံလျက်ဈေးကူတောင်းမှုများကိုညီသက်စွာခံယူခြင်းအတိမဲ့လူတယောက်အဖြစ်သို့ရောက်ရှိသွားအောင် မြင်မလွတ်သောသွေးပေါင်ချိန်သည် အာယုံကြောများအားထိခိုက်ပျက်စီးသွားခဲ့ပါပြီ။ထိုအချိန်ထိုကာလမှစ၍ကျမ၏ခင်မွန်းသည်ကျမမှတပါ တခြားမည်သူတအိုးတယောက်ကိုမှမမှန်မီမသိရှိတော့ပါ။တဝူရီသောတားကိုပင်တားမှန်းမသိတော့ပါ။ကလေးငယ်တယောက်ကဲ့သို့ကျမနောက်သို့တစ်ခါပေါက်လိုက်ပါလျက်ကျမအားအပြောင်မခံနိုင်အောင်ဖြစ်ပြီး အစာစားခြင်းစိတ်တောင်ခြင်း ရေချိုးခြင်းမှစ၍တမလောက်ကန်ပေးရပြီတခြားမြေသူတအုပ်တယောက်မှလောက်ကန်ဆောင်ရွက်ပေးသည်ကိုလက်မခံခဲ့ပါအပေါ်အလေးသွားခြင်းကိစ္စများကိုချစ်တယ်လို့လှုပ်တက်ပြီးတမမဟုတ်သောအခြားသူတယောက်မှ ပြုစုပေးလျင်ရန်လိုသောမျက်နှာထားနှင့်အမှုအရာများကြမ်းတမ်းခတ်ထန်လာတတ်ပါတယ်တမနှင့်တက်တူရွက်တို့အမျိုးသမီးများ တူမအရွယ်တမီးအရွယ်မိန်းကလေးများတမအိမ်သို့လာလျင် ကျမနဲ့ဒဏ်ရမတွေ့ရပါကလင်းဖင်တရော့တိုက်ဆွဲသောခြေလမ်းများနဲ့ကျမအားခေါ်ယူတွေ့ပေတတ်တော်လဲအမျိုးသားယောက်ျားများဖြစ်နေပါကကြီးကြီးငယ်ငယ်အိမ်ဝမှနေ၍ရန်လောက်ခါမောင်းထုတ်တတ်တယ်။လကုံရဲ့တိုင်အစိုးရထီထိုးတတ်သောကျမနဲ့ဖောက်တယ်ဖြစ်နေသောထီရောက်သည့်ကလေးမှာသားတို့အရွယ်သားရှိ၍လာစဉ်ထိုးနေကြထီဆဲဆောင်ကို လာပေးသည့်တနေ့အိမ်တွင် ကျမမရှိပါ။ နောက်မှသိရသည်မှာထီလာပို့သောထိုကလေးအားသူဤမတန်ဆန်းသောလက်များဖြင့်ကုတ်ဖက်ထိုးလွှတ်လိုက်တဲ့ကျမသိလျက်သိချင်းတောင်းမှန်ရန်သွားခဲ့တော့အန်တီစီကိုနောက်ကျွန်တော်မလာတော့ဘူးအန်တီလေငန်းသာဖြစ်ထားတာလက်တီအားပြင်းသလားမမေးနဲ့ဝိုင်ချန်းကို ကြောက်လို့ပါတဲ့သူ့အားယောဂတဲ့ဟိုခွက်လို့နားလဲပေးကလက်တော့မပြန်ခဲ့တော့ထိုလူငယ်ကိုပြေစုစကားအထက်ထန်ဆိုမိတယ် စိတ်စရာလည်းကောင်းတနာစရာလည်းကောင်းသူနဲ့ကျမအီပူးတွဲဝေကျွေးဟုတတ်မှတ်ပါလျင်ဒေသနာတော်အရာဝေကျဲဟုသည်မပေးဆက်ပဲကြည်ယူမရှိချင်းအယောင်ဝယ်တစ်ဖက်နဲ့ခင်မုန်းတဲ့အားနေ့စဉ်ပြုစုဆောက်ရှောက်နေရသည်ကျမ်းမာရေးပြဿနာများကျမဆိုင်တို့သွားပြီးအိမ်ပြန်ရောက်လာခြင်းများတွင် ကျမမျက်နှာအားစစ်စစ်ကြည့်ကသဲထန်စွာငိုကြွေးရင် ကျမလက်အားစုပ်ကန်လျက်မလွတ်တော့ပါ ကျမအားအပြောင်မခံသောအစွဲလန်းသည်တနေ့တဲ့တနေ့ပုံမဆိုးဝါးစွာပြင်းထန်လာခဲ့ပါတယ်။ထမင်းဆေးနှင့်အစာအတောင်များကို ကျမကျွေးလျင်စားတော့၍အခြားသူများကျွေးလျင်ဗစက်ထဲတွင်ငုံထားပြီးမျိုးမချပါ။အဲ့ချိန်တန်လျင်ပင်မျက်လုံးမှိတ်လေအဲ့ရမယ်နော်ဟိုစိုးမမျက်လုံးပိတ်ခါအိပ်ပါတယ်။သူဤအတိမဲ့နေသောကိုခန္ဓာအတွေ့ကျမ်းမာရေးဆောက်ရှောက်မှုအလုံးနဲ့ ဘဝရတ္တရေးအတွက်ရုန်းကန်လှုပ်ရှားနေရသောတိုင်အယောင်းဝယ်လုပ်ငန်းများကြားတွင် ကိုရောစိတ်ပါပင်မလွန်လာ၍ကျမအိုဟင်းငေါ်ယုံမိသည့်အခါတိုင်းကျမအားကြည့်ပေသူသည်လည်းတဲထန်စွာလိုက်၍ငိုကြွေးတတ်ပါသည်ဗုဒ္ဓဘာသာမြမအမျိုးသမီးတစ်ယောက်ဖြစ်သည့်ကျမသည် အတိတ်ဤအကုသိုလ်ကံတရားကိုတွေးမြင်လျက်ဝေဒနာတဲ့ဤဒုက္ခနှင့်အတူပူးတွဲဝေကြွေးကိုခံယူရင်း จิตไตยาธรรมเตยาญาสวาကိုนาจายินยินเจမှုကို ရှာယူခဲ့ပါတယ်။ဇေယကြီးဥွှေအောင်ရေးသည့်ကုသိုလ်နှင့်အကုသိုလ်စာအုပ်ထဲတွင်ကမ္မနိယာမအရာ ကုသိုလ်ကံဖြစ်စေအကုသိုလ်ကံဖြစ်စေနိဗ္ဗာန်ကိုမျက်မှောက်ပြု၍ပြိနိဗ္ဗာန်မဆံမခြင်းအဟောတိကံအဖြစ်သို့မရောက်ပါက တူသောအကျိုးကို ပေးမြဲဖြစ်၏ထို့ကြောင့်ငါတော်၎င်းအခြားတအိုးတယောက်တော်၎င်းကံဤအကျိုးကို တားမြစ်ခြင်းကား မတက်ကောင်းဟူ၍မြတ်စွာဘုရားဟောကြားတော်မူခြင်းအဖြစ်၏။ယေမြားစွာမှလာများစွာ၊လာများစွာမှနှင့်နှစ်ကျော်ကာလလွန်သောဒေတာရဲ့များ၊တောကရဲ့များ တလက်စီခန်းစားရင်သူနှင့်ကျမသည်လင်းနှင့်မယားမဟုတ်တော်ပဲသားနှင့်အမေအဖြစ်တွေ့ရလာသောသူ၏တန်ရောစင်သည်ကြောက်မက်ဖွယ်ရာကောင်းအောင်ဘီးနှင့်အနှဲငယ်မျှပင်အပြောင်းမခံနိုင်သည့်အခြေအနေဆိုမှရုတ်တရက် ကျမအနေရှိ ကျောမီကုံတခုပေါ်တွင်လဲလျောင်းရင်ကျမမျက်နှာကို တစိမ့်စိမ့်ကြည့်ပြီးမှဝိညာဉ်ချုပ်ခဲ့ပါတယ်။တတိလိမေမျောနေသော ရှည်ရတာကာလ၌လားရမသိတွေ့တွေ့ဝေဝေငင်းငီးမောမောမျောခြင်းရာမျောနေ၍မောဟနှင့်ဆုံးပါသွားမည်ကိုခက်မှန်းမိသောကျမသည် ဆုံးပါသည့်နေ့မှရက်လက်သည့်နေ့အထိတန်ခါများအားနေ့စဉ်ဆွမ်းကပ်၍အမျှဝေခဲ့ပါသည်။ ကျမဤအမြဝေဒံကိုကြာတိအမြရရွေထင်ပါတယ်။ကွယ်လွန်ပြီးခြင်းများတော်တော်ကြာတိအထိအိမ်မက်ထဲသို့ပင်ရောက်မလာခဲ့ပါ။ကျမအားမိသားချံရဲ့နေရာတဲ့တစ်ခုစီသို့ရောက်ရှိသွားပြီဟုတွေးထင်ယုံကြည်ခဲ့ပါတယ်။သို့တော်ကျမဤတွေးထင်ယုံကြည်ခြင်းများပျောက်ွယ်သွားသောတနေ့ထိုတနေ့ဤညလေသကောင်ရဲ့အချိန်တွင် သူသည် ကျမ၏အိမ်မက်ထဲသို့ ထူးဆန်းစွာလာရောက်၍ကျမခြေစင်းထိုင်နေသောဒုနှလုံးကြားသို့ပက်လက်အလျားလိုက်တိုးဝင်လျက်ကျမမျက်နှာအားတနာစပွဲမော့ကြည့်ပြီးညည်ရများကြာနေပါတယ်။ထိုအိမ်မက်သည် အချိန်မကြာတော့လဲကျမ၏မြင်ကွင်း၌ပြန်သားထင်ရှားလျက်အချိန်ကာလများစွာမှတ်မိနေပါတယ်။သူကွယ်လွန်သွားပြီးပြထမဆုံးမက်သည်ထိုအိမ်မက်ကိုနမိတ်နှင့်အတိတ်မြူတတ်သောကြောင့် ိတ်များလေးလံလျက်ရှိပါတယ်။ထိုနေ့သည်ခင်မွန်ဆုံးပြီး45ရက်မြောက်နေ့အိမ်မက်မက်ပြီးဆင်းရဲကြော်ကြပီးသည့်နေ့ဖြစ်မိထင်ပါတယ်။ကျမ၏ခန္ဓာကိုယ်သည်လေးလံထိုင်မှန်လျက်မျက်လုံးများဖွင့်မြနိုင်အောင်ဖြစ်လာတော့ကျမသည်ဘုရားခန်းရှိတွင်ခဏလဲကျွေးအနားယူရန်ကြောင်မားတစ်ထည်ကိုလွှမ်းကြုံလျက်တိတ်ဆိတ်ညီသည်စွာအိမ်ရန်ပြင်ဆင်နေစဉ်အိမ်တွင်မွေးထားသောမိဝါဆိုသည့်ကိုဝန်နှင့်ကြောင်မကြီးသည့ ကျမရေခြေထောက်နှချောင်းချတော့ရောက်ရှိလာပြီ။ကွေးကွေးလေးအိတ်နေသည်ကိုတုံးဖယ်မပြည့်ရဲ့ဖယ်ထိုကြောင်မှနေသားစီရန် ကျမခြေထောက်များကို အနှဲငယ်ချက်ကားပေးရင်ကျမတည်လဲအိတ်ပျော်ခြင်းတို့ရောက်ရှိသွားပါတော့တယ်။ကျမအိတ်ပျော်ပြီးမကြမီလွန်ခဲ့သောရှင်များက မက်ခဲ့သည့်အိမ်မဲထိုအိမ်မဲထဲမှာခင်မွန်းတဲ့ဤတနာစပွဲမော့ကြည့်နေသည့်မျက်လုံးအကြည့်များ ကြောက်လန့်ကြနိုးလာတော့ကျမသည် ပူလောင်တော်သောရင်ကြောင့်ခြေတော့ရန်ထမည်အပြုစံထားသောခြေတော်နှခုကြမှာကြောင်မကြီးအားဖဲထုတ်ရန်ကြည်မိခြင်းတွင်လှုပ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 ်နှင့်ကြောင်ပေါက်ကလေးနှက်ကောင်းထို့အပြင်ကြောင်မကြီး၏အင်္ဂါဝတ်မှာချက်ကျူးအဖြူမြင်တန်လန့်နှင့်ဝမ်းတွင်မှကြုတ်ခါစားကြောင်ပေါက်ကလေးသည်လဲလျောင်းရာမှအည်အယွဲများနှင့်ပိတ်နေသည့်မျက်လုံးနှလုံးကိုအာရုံဖွင့်ရင်း တမအားမော့ကျင်နေသည့်မြင်ကွင်းထိုမြင်ကွင်းသည်အိမ်မက်ထဲမှခင်မွန်းတဲ့ဤတနာစရာ မျက်လုံးနှလုံးနဲ့အနေအထားချင်းထတ်တူညီလျက်ဖျားဖျားသူမဟုတ်ပါစေနဲ့အိမ်မက်မှလို၍လက်ရှိမြင်ကွင်းကိုကြည့်ပြီးထိတ်လန့်လျက်ရှိသောကျမသည် အတော်ဖြစ်သူအားအော်ခေါ်မိပါရဲ့အတော်သည်ကျမအနာသို့ရောက်လာပြီးခြေစင်းထားသောကြားမှတားပေါက်နေသောကြောင်မကြီးအားကြည့်၍အံ့ဩလျက် ဟဲ့တော်ဘလို့ဖြစ်တာလဲကျမသူ့အားအပြေမပေးနိုင်သေးအတော်ကတော့နော်ကျမကိုလုံကြီးလဲဖို့ယူပေးပါအတော်ယူလာတော့လုံကြီးကိုခေါင်းမှဆွချရွေးကြောင်မကြီးအောင်ကျမခြေတော်ကြားတွင် ရှိနေသောဆောင်းဆောင်းအောင်မှကျမ၏လုံကြီးတို့ကိုမူလအတိုင်းထားရွေးခြေတော်နှချောင်းကို ခက်ကားကားထားလျက်ကျမ၏ခန္ဓာကိုယ်ကိုဖြင်းညင်းစွာနောက်သို့ဆုတ်ခဲ့ရပါသည် ကျောင်းမတားပေါက်ချခဲ့သောကျမ၏ကိုအားရေချိုးတန့်စေပြီး၍ကျောင်းမကြီးရှိရာသို့သွားကြည့်သောအခါကျောင်းငယ်လေးတွင် တန်လန်းဖြစ်နေသောချဲ့ကျိုးများမရှိတော့ပဲတန့်စင်နေသည်ကိုတွေ့ရပါတယ်။သို့တော့အငယ်ဆုံးဖြစ်သောကျောင်းလေးမှာပရမနှင့်ဒုတိယမွေသောကျောင်းနှကောင်းနှင့်မတူပဲချိနဲ့သိကွေးလာပါတယ်။ကျောင်းတလိဆန်တို့သည်မမွေးဖွားမီမွေးဖွားမီနေရာအတိုက်ကိုလူသူမတွေ့နိုင်သည့်နေရာ အန်ဒီရဲ့လုံခြုံစိတ်ချသည့်နေရာများတွင်ရွေးချယ်ပေါက်ပွားလေးရှိပါသည်။ယခုကြောင်မကြီးမှာအလင်းရောင်လုံလောက်စွာရသောဖျားခံရှိတွင် အိမ်မီသောကျမ၏ခြေတော်နှစ်ချောင်းကြားတွင် ထူဆန်းစွာမွေးဖွားလျက်ထိုအထဲမှနောက်ဆုံးပေါက်သည့်ကြောင်ငယ်လေးသည်ကျမအားမပွင့်တပွင့်မျက်လုံးများနှင့်ကြည်တတ်သည့်အကြည့်များ။သုံးမသွားသောခင်မောတဲ့ဤမတန်ဆွမ်းသော ခန္ဓာကိုယ် အိမ်မက်ထဲမှာမြင်ကွဲနဲ့ပကလေးဖြစ်ပြမှုအပေါ်ကြီး၍လာရကတိကို ကြောင်းမိပါတယ်။တတော်ဝါတစ်ခု၏ဇာတိအစဖြစ်စေ၊ကျမနှင့်ပတ်သက်ဆက်နွယ်သောကြောင့်ဖြစ်စေ ထိုတတော်ဝါမိသားစုဘေးကင်းလုံခြုံစေရန်ခြံအောင်ဟောင်းတစ်လုံးကို ထောင်းကသူတို့ဘဝလုံခြုံမှုကို ပေးခဲ့ရပါတယ်။ညမကြာမီအပြင်သို့ အစာထွက်မစားသောကြောင့်မကြီးအားအစာကျွေးရန်ခြံအောင်ထဲသို့ကျမဝင်သည့်အခါတိုင်း နောက်ဆုံးပေါက်သည့်ကြောင်ငယ်လေးသည်လဲနေရာမှထ၍ကျမ၏လက်နှင့်ခြေထောက်တို့ကိုတိုးဝေထိတွေ့တတ်ပါသည်။ပိန်လီချိနဲ့နေသောကိုလုံးလေးနှင့်ကျမအတန်ကြားလျင်ချက်ချင်းထလာတတ်၍ခေါင်းနှင့်ကြောကိုကျမလက်များနှင့်ထိတွေ့ပွတ်တတ်ပေးလျင် ခွေလဲချကညီသက်စွာခံယူတတ်ပါသည်။မွေးစားမှစ၍အသက်ပြင်းပြင်းရှူရင်းချိနဲ့နေသောခန္ဓာကိုယ်နှင့်ထိုကြောင်ငယ်လေးသည် ကိုရဲ့မြောက်သောနေ့တွင်ကျောင်းမကြီးအားအစာကျွေးနေသောကျမ၏ခြေတော်အနီးတွင်လှဲ့၍ကျမအားတနာစပွဲမော့ကြည့်ရင်အသက်ရှူရပ်သွားခဲ့ပါရဲ့နေကြီးမြင့်ကြီးမဖြစ်သောရင်ဘတ်ကိုကြည့်၍ထိုကြောင့်ငယ်တည်သွားပြီဟုသိလာရတော့လေမျက်လုံးနှလုံးမှမို့အငေးသာပွင့်လျက်မှိတ်မသွားပါအသက်ရှင်စဉ်ကာလဆွဲလမ်းမှုနဲ့အိမ်မက်မြင်မဲမှုကြောင့်ကျမအပေါ်တွင်ကြီးသောစိတ်ကို အဆုံးသတ်နိုင်ရန်ကြောင်အသေးလေးအားစက်ကိုဘူးတစ်ခုတွင်တေချာစွာထည့်၍ရင်းမြုပ်ရန်ပြင်ဆင်ရင်အိမ်တွင်ထိုင်စွမ်းကြွာသော ဖုံးတော်ကြီးအားစွန့်စွန့်ဟင်းနှင့်ဝိတုအနေငယ်ကဲ့၍တရဏဂုံတင်ပေးပါရန်လျှောက်ထားမိပါသည်ဖုံးတော်ကြီးသည်ကျမအားတလေးဆန်အပေါ်တယောစဉ်ကြီးလွန်းသူထည့်၍ဆုံးမစကားပြောခဲ့ပါသည်ကြောင်ကိုချစ်လို့ကြောင်မွေးတော့ကြောင်ကျွန်းခွေးကိုချစ်လို့ခွေးမွေးတော့ ခွေးကြုံဖြစ်တတ်တယ်။တန်ရောစင်အဘူကြီးကိုဖြတ်ပါတကယ်မကြီး။မှန်လားပါဖရာ။ကြောက်စရာကောင်းလာသည့်တန်ရောစင်ဆိုတော့အစွဲအလံများကိုပုံးတော်ကြီးမှာတာရကာများနဲ့စက်မိန်တော်မူခဲ့ပါရဲ့။တေချင်းဤနောက်လာရကတိကိုဖရာမှာတပါမသိနိုင်တော့ကြောင့်ကျမဤကုသိုလ်နှင့်ပေးဆက်မှုများကိုခင်မောတဲ့ရရှိခံစားနိုင်ပါစေတည်း။တကြောတဖန်ပြန်လည်လာတတ်သည့်တန်တရာခရီးတည်း ဤနေရာတွင်ပင်စုံကန်းတိုင်ပါစေတည်းဒါရတခုတို့သွားသည်ဘဝသည်သည်ငင်းချမ်းသောနေမြေဖြစ်ပါစေတည်းဟူ၍သာစူတောင်းမှုများပြုလုပ်မိပါသည်ဟုတ်ကဲ့ပါရှင်စာရေးဆရာမမကျေဦးရေးသားထားတဲ့တွေ့ညိတန်ရောစဉ်ဆိုတဲ့ဝတ္ထုတို့လေးကပြီးဆုံးသွားပြီဖြစ်ပါတယ်နားဆင်သူအားလုံးသိချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်